အဲ့ဒီနာကျင်ကောင်ဟာစက်ပြီးအသက်ရှင်လားခွင်းညိုသွေးဟာတာမဟုတ်တဲ့တစုံတစ်ခုကိုနင်းနင်းတဲတဲရဲနေတယ်ဘယ် TV channel ကိုဖွင့်ထားမှမသိပဲနဲ့ TV ဖန်သားဖြင့်ကို ငေးနေတယ်တယောက်ယောက်ကဒါမှမဟုတ်အားလုံးကသိပ်ပျော်နေလားလို့မေးရင်ဒါပေါ်ဆိုပြီးရေးပြတာ တိတ်ပျော်နေတယ်ထင်ရတဲ့သူတွေကိုတန်တရာမျက်လုံးတွေနဲ့ကြည့်ပြီးနောက်မှာမင်းလည်းငါလိုတကယ်မပြောပါဘူးကွာဆိုပြီးအဖော်ရပြီးဆိုတဲ့တွေနဲ့ရေပြစ်တယ်အထက်မြင့်ကနေပြုတ်ကျသွားရင်ဘာဖြစ်မလဲလို့အကြိမ်ကြိမ်တွေးပြီးအဲ့ဒီအထက်မြင့်ပေါ်ကခုံမချရတဲ့သူရဲ့ဘောကြောင့်မှုကိုကြံဖန်ကျေးဇူးတင်နေရတဲ့အခါနဲ့တစ်ဆက်တည်း အောက်ကကတ္တရာလန်းနေအရှိန်ပြင်းပြင်းထိတိုက်မှုကငါနာကျင်မှုလားလူရမဝမှာဘူးလို့ကြီးကြီးကျယ်ကျယ်ဖြိတ်သိမ့်ပြလိုက်တာချစ်ချင်းမြတ်တာဟာ သူ့အလိုလိုဆင်းဆင်းနေတဲ့လျှက်စီပဲခုခံနိုင်ရင်နေပါနေတဲ့အခါဒန်တင်နေကိုယ့်ရဲ့ဆုတ်ဆွနေတဲ့စုပ်ကင်လေတစုံကိုသာအပြစ်တင်ရတယ်လေ အဲ့ဒီနာကျင်ကောင်ဟာစက်ပြီးအသက်ရှင်လားမရှိမှုတွေထဲမှာရှိမှုကိုသိချလိုက်ရှာငရဲဆိုတဲ့အတိတ်ဘယ်ကိုနှက်ပြီကမသိတာ အထူးဆန်းတော့မဟုတ်ဝတ်ဆိုတဲ့စကလုံးကိုရေဇက်ဆိုတဲ့စကလုံးကမလိမ့်တပတ်နူးညံ့ပြလိုက်တာမျောလင့်တောင်းတခြင်းကငါလက်ထဲကဖန်ပေတံလေးဖြစ်ပြီး တစ်ချိန်ချိန်မှာရိုက်ချုပ်ခံရဖို့အရာရာကကြံကြံရဲ့အကျိုးဒါမှမဟုတ်ဖျားသခင်အလိုတော်အတိုင်းအကြောင်းအကျိုးတရားတွေနဲ့အတင်းတိုင်းတာပြစ်လိုက်တာငါဖန်ပေတံလေးနဲ့ဘလောင်းကနိုင်ငါဥကောင်းထက်မှာဒေသနာတတိပန်ထံတွေငါဥကောင်းထက်မှာတမအကျန်းစာတွေ လွမြမှုကို လိုက်ရှာခြင်းနဲ့တည့်ရွက်လေကဥတ္တိယမဲ့နေပြီးအတက်တက်တစ်ခုကိုရှိုက်ထုတ်လိုက်တဲ့အခါမှာပြင်းထန်ပင်ပန်းလွင်နေတာဒါပေမဲ့သူအသက်ရှူနေတာအဲ့ဒီနာကျင်ကောင်ဟာဆက်ပြီးအသက်ရှင်လာလမ်းချင်းမစုံတဲ့အခါစိတ်ကူးတွေကမြို့တွေမှာလမ်းတွေခင်းနေတယ် တကိုးရှင်တွေထက်လွင်ကဲတဲ့ဖန်ဆင်းနိုင်မှုမျိုးနဲ့ငါမဟုတ်တဲ့တာလွင်ကောင်းမွန်မှုမျိုးတွေဟာနှစ်ကိုသုံးကိုခွဲပြီးပေါ်ပေါက်လာအဲ့ဒီအတွေ့ကအတွေ့တက်တက်ပါပဲဆိုပြီးတိတ်ကိုဝင်းမသွားခင်ပြန်လာခဲ့ရတယ်လမ်းတွေဟာငါကိုမမှန်မိကြပို့ပြီးတာလွင်ကောင်းမွန်တဲ့ငါကိုပဲလိုအပ်နေကြတဲ့အခါ အပြစ်တရားတွေနဲ့ငါကတိတ်တဆိတ်ငါကိုမုန်းတီးနေတဲ့လမ်းတွေကိုဂဲတွေနဲ့ပြင်မိတိတ်ဆိတ်ခြင်းဘာမှမပြောခြင်းမှာစိတ်တွေတင်းနိုင်နေဆိုတာသိနေတဲ့အခါစုညံမှုတစ်ခုကိုငါကလိုက်ရှာမတည်သေးတဲ့မြစုညံနေခြင်းတဲ့အခါစိတ်ရဲ့အေးခဲခြင်းတွေ အတွေ့ငါဟာ ငါလက်ကြံမြစ်တာဓာတ်လေးကိုထင်းဆိုင်ပြီးမရေတရေနှွေးရမလို့ဖြစ်ရရှာဒါပေမဲ့တဖြည်းဖြည်းနဲ့လောင်မြိုက်နေတဲ့ငါအသားဆိုင်တစ်ခုညှော်နှမ်းတစ်ခုဒါမှမဟုတ်တဖြည်းဖြည်းပြက်ကျလာတဲ့အစိတ်အပိုင်းတွေမိမြိုက်ခံရတာပဲဖြစ်ဖြစ်နှင်းကြိုက်ခံရတာပဲဖြစ်ဖြစ် ငါဟာမလွမြောက်ချင်ပါဥဆိုင်အတက်ဝန်လားအဲ့ဒီနာကျင်ကောင်ဟာစက်ပြေးအသက်ရှင်လား